အားလုံးပဲမင်္ဂလာပါဒုခိဖီနစ် channel လေးကနေအားလုံးကို ပြန်လည်ကြိုဆိုပါရစေကျွန်တော်ကတော့တောင်းရင်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတော်တာဆိုရေးသားထားတဲ့လူလူချင်းကြိုက်စားနေကြပါသည်ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ် နီးလေနာယီပြန်တစ်ချက်လောက်တွင် မတ်တင်ကြီးဒီမျက်ရည်ဆက်လက်နဲ့ကျွန်တော်လက်ဖက်ရည်ဆိုင်ပေါ်သို့ပြည့်တန်လာတယ်။ဤချိန်မျိုးနိုင်ဆိုင်မှာလူပါလာတယ်။တယောက်ထဲသောဧည့်သည်အတွက်လက်ဖက်ရည်တစ်ခွက်ကိုဇွန်းနဲ့ခလောက်နေရာမှာကျွန်တော်မျက်နှာမူ၍မတ်တင်ကြီးကိုကြည့်လိုက်တယ်။သူ့မျက်နှာမှာရိုက်ရနှက်ရများရှိတယ်။သပင်လေးမှာ ဆွဲဆောင်ထားသဖြင့်ဖိုးယိုဖာရနေတယ်။ကျွန်တော်မှအံ့ဩပါသူနောက်ကသူ့လင်ခေါ်သူ့ကိုခိုင်းစားနေသောကိုမြကြီးကထက်ချက်မကွာပါတယ် မတင်ရည်ကျွန်တော်နာရောက်လက်တော့ငိုရှိုက်တံဖြင့်ကျင်းဆွေရဲ့ညာငါအဲ့တဲ့ဘယ်နှယောက်လာသလဲဆိုတာပြောလိုက်စမ်းပါဟဲ့တဲ့ကျွန်တော်အဖြေကိုငန်းနေနေတော့ကိုမြကြီးပွားဖောနီတွတ်နေတော့မျက်နှာကိုကြည့်၍သုံးယောက်ထဲပါဗျအဲ့တော့သူကမယုံလို့တယ်ဟဲ့နို့မြင်းလေးနဲ့လာခေါ်တာအော်ဒါရသေးဆိုဒါမက်ကြီးမြိုင်ပါဗျပြောပြီးလက်ဖက်ကြီးမာသူကြီးဇပွဲသူသွားချည်ပြန်လာတော့ခါနိုင် နေရင်၃ယောက်ဆိုပြီးငါ့ကိုဘယ်နဲ့၄ချက်ပဲပြေးလဲနေရင်က၂ချက်တောင်သုံးပြေးရသလားတကယ်ဆိုတညလဖက်ကြီးဖို့ဆက်လိဖို့တစ်ချက်ပဲသုံးလို့နေုံကပြောထားတယ်မဟုတ်လားကျွန်တော်ကမနေတာတော့ပဲဒါကဗျာသူနဲ့ကျွန်တော်ခေါက်ဆွဲဝယ်စားပလိုက်ကြတယ်ဗျာမတင်ရငါဒီနေ့ထမင်းစားမကောင်းဘူးဟဲ့ဆိုရွေးခေါက်ဆွဲတစ်ခွက်ဝယ်စားတာကိုကျွန်တော်ကဝင်စားမိပြီတကိုမလခုကြီးတယ်၆ချက်ရတာ၂ချက်သုံးပြေးလို့ဟေးအင်းနေငါ့ကိုအခုတစ်ချက်ရှာပေးတယ် မန္တင်ကြီးကကျင်းဆွေတချက်ခဏပေးလိုက်စမ်းဟဲ့ကျွန်တော်တက်တာထဲမှာထုတ်ပေးလိုက်တော့ခါနိုင်ဂုံမြန်ကြီးချောချောချူချူစင်းသွားလိမ့်တယ်ဂုံမြန်ကြီးဒီမိုးလင်းရကြီးလောက်မှအိမ်ပြန်အိပ်၍ယခုမိုးလင်းမှအိမ်ရကထားတယ်သူညာဖဲကစားနေတယ်ယခုလဲငွေငါးချက်အရက်တော့မယ်ပြီးရင်ဖဲဝိုင်းသူသွားမယ်ယောဂဟောင်းထားချင်းချောင်းဆိုးရင်ကျက်ချင်းတခါတခါသွေးရန်ချင်းမှာတပါအတော်စည်းစိမ်ရှိတော်သူဖြစ်ပြီတယ် ။ညာကြီးကွာဒီကောင်မတကောင်ကင်ထားမိတာ။တိတ်ကိုဟန်နေတာပဲကွာလို့လူမိတ်ဆွေများသူ့ကိုဂုံပြုကြတယ်။ဟုတ်ပါတယ်။ရင်းချိန်တိုင်းမက်တင်ကြီးမှာငွေငွေမှန်သောကိလေသာမှကလေးဖြစ်နေပါတယ်။၄၅ရက်တခါမြကိုမြကြီးဖဲရှုံးလာသည်နဲ့မက်တင်ကြီးငွေရနေခိုင်းနဲ့တိုက်ဆိုင်နေပါကဤသို့အရိုက်နှံခံရသည်မှာရိုးနေပါပြီ။ကျွန်တော်ဒီမက်တင်ကြီးတို့ကလက်ဖက်ကြီးတစ်ခွဲဖြောပြီးတစပွဲတည်းအတူထိုင်းကအသိလျော်ဘယ်နဲ့နေသေးလဲယင် မတင်ဒီလက်ဖက်ဤပကံအပေါ်ရန်ကမလိုက်နဲ့ကိုဝါမျိုးလိုက်ပြီးတီမာပါပဲအောင်ပါကဒီကောင်မလေးငငယ်ဧကျိုတိုင်းတိတ်ခိုင်းတာပဲအသိန်းလေးမှာအသက်20မပြည့်သေးကြီးယုတ်ကလေးတနာကမနဲ့ယောက်ျားတို့နှစ်သက်သောကိုလုံးကိုယ်တည်းရှိတယ်ဖာကောင်းအောင်ပါဤပတ်စံဦးကလေးဖြစ်တယ်သူတို့ယခုဤပတ်စံဦးကလေးမှာအိယာတဲ့လဲဒီမှာ15ရက်မြရှိပြီအယိုးပေါ်အရေးတင် အလွန်ပင်ညစ်ပတ်စုပ်ပေသောဝက်စားနှင့်အလင်းရောင်မဝင်သောအခန်းချင်းကလေးတဲတွင်ညီဟောက်သောလေတို့ငွေ့ငွေ့ကလေးရှူလျက်ရှိ၏ဂျပန်ခေတ်ဖြစ်၍ဗမာတက်ရုံကဖာကုန်းစည်းစရာဤဖြူစည်းနှင့်လိပ်စာရွှေရွက်ကိုတကြားနှင့်သုံးခွက်တစ်ခွက်တွင်ကြိုတောက်သောစည်းမှတပါအခြားမရှိသို့သောဒါလေးနှင့်စိတ်မကောင်းမဖြစ်ပါနဲ့ဦးအပြုစုကကောင်း၏အာဘေစကားကချိုတာလာ၏ဖေးအောင်ပါ ောက်မလေးဘယ်နဲ့လဲဟေးဟူမင်းရင်အာစောက်ကမြင်းမှာသိမှာပါပဲ EP ကိုကြားရတော့မေးသူတို့ဝမ်းသာကြတယ်ဘာကြောင့်ဝမ်းသာသနည်းနောက်ပိုင်းနိုင်မိတ်ဆွေဟာမိတ်ဆွေလိုလိုတည်လာပါလိမ့်မယ်မိဘုံကိုပင်မိတ်ဆွေသတိပြုထားပါကောက်မလေးကဘယ်နဲ့နေသေးလဲမဟုတ်ကောက်မလေးဘယ်နဲ့လဲဟေးဖြစ်ဤအောင်ဘာအိမ်မှာအသိလေးပြင်တခြားမိန်းမများရှိသေးရညာချင်းအသိလေးကအနာကပ်၍ညီးလျင်အောင်ဘာ ဟာကမနေအနာကိုအောက်ခံတဲ့အဲ့ဒီရင်လာနေတော့နင်းအတန်မထွက်စီနဲ့လုံငယ်သောချင်းကသူ့ရက်ဖို့ဘိန်းဖို့ဖဲဖို့တာဝန်တွေကို ကာလရှည်စွာထမ်းဆောင်လာခဲ့သောပတ်စံဦးမာကလေးဟာဖာကောင်းအောင်ပါဤသို့မြင့်တာထား၏ဖာကောင်းတွင်ဖာပိုင်နှင့်ဖာကြုံဟူ၍နှမျိုးရှိ၏ဖာပိုင်မှာဖာကောင်းအိမ်တွင်မြင်းနေစီနေရ၍ရသမြငွေကိုဖာကောင်းကအကုန်အဲ့ရ၏ဖာကြုံမှာဖာကောင်းအိမ်မှာနေသည်မဟုတ်ဘဲပတ်စံရှာချိန်မှာလာခြင်းဖြစ်တယ်ဖာကောင်းနှင့်တယောက်တော့ဝယ်ယူရတယ် လွန်ခဲ့သောနေရာချင်းတော့မတူချေဝိထုနိုင်ဖော်ပြခဲ့သည်ကျမကိုသဘောနဲ့ကိုလှုပ်တာပါဟုရဲဝင်စွာပြောလိုက်သောတန်းတန်းမှာလွတ်လပ်သောဖာချုံဖြစ်သည်သူအဲ့ရလျင်ကိုမြကြီးရင်သွားရင်သွားမည် အောင်ပရင်သွားခြင်းသွားမည်သို့မဟုတ်သူတို့အိမ်ကန်းတို့ကတဝက်အခအပေးရလွတ်အောင်နောက်ဖေးလမ်းကြားတဲ့တွင်ကိစ္စပြီးခြင်းပြီးပလိုက်တယ်တခါတရံတန်းတန်းတို့များတို့အိမ်ဘက်မလှဲ့တော့ဘူးဟုဖာကောင်းတို့ကြီးချော့မြူဖိတ်ခေါ်ခြင်းကိုပင်ခံရတယ် အသိလေးတို့မတ္တင်ကြီးတို့ကဤတို့မဟုတ်ပေ အသိလေးမှာအောင်ပိုင်းဖာပိုင်းဖြစ်သည်မတ္တင်ကြီးမှာကိုမြာကြီးဖာပိုင်းဖြစ်သည်အသိလေးကိုအောင်ပိုင်းမရာဟူ၍၎င်းအောင်ပိုင်းကောင်မဟူ၍၎င်းခေါ်ကြတယ်မတ္တင်ကြီးကိုကိုမြာကြီးကမရာဟူ၍၎င်းကောင်မဟူ၍၎င်းခေါ်ကြတယ်ထို့ကြောင့်တခါတရံဖာကောင်းချင်းချင်းအရှုပ်ရှင်ဖြစ်လျင်လင်ငန်းမရာကံပြဿနာတွေပေါ်လာတတ်တယ်၎င်းပြင်ခုနလိုကိုမြာကြီးကမတ္တင်ကြီးကိုရိုက်တော့ကိစ္စမျိုး၌ ကျွန်တော်ကမက်တင်ကြီးကိုတနာယူရင်တစုံတရာဝင်ရောက်စွတ်ဖန်ငါမိမငါရိုက်တာမင်းနဲ့ဘာဆိုင်လို့လဲလို့သူကတရားဝင်စကားပြောပြီးလိမ့်မယ်သူတို့ကျွန်တော်ဘာမှ မတတ်နိုင်သူအမေးစကားဟူတာဖြီလိုက်ရတယ်သူလိုချင်သောငွေကိုထုတ်ပေးလိုက်တယ်ဤငွေကိုညမှမက်တင်ကြီးကပြန်ဆက်လိုက်မယ်မက်တင်ကြီးမှာကိုမြာကြီးကြေးပိုင်ကျွန်ပိုင်ဖြစ်နေရတယ်ဘေပုံပင်နီဤသူဖြစ်လာသည်နီးကျွန်တော်မက်တင်ကြီးဘဝမှန်ကိုတီးခဲ့ရပါတယ် အမဖာစီရဘွားမှန်တိရတယ်လို့ပဲကွာဖာဆိုတာတယောက်ကမင်းရမျိုးသူတို့ကောင်းရင်သားနဲ့ပြက်စီရတဲ့အဖြစ်မျိုးရောင်းလုံးဆက်ခင်ပြောတယ်ဗျာဟုဖာချန်ကျွမ်းကျင်သူတို့ကပြောပြီးလိမ့်မယ်ကျွန်တော်မငင်းပါသို့တော့ကျွန်တော်မတ်တင်ကြီးကိုတိရသည်မှာဒါမျိုးယိုးနေတော့ဖာတယောက်ဟာမိမိကိုယ်ကိုမိမိလူလေကြီးလို့၍ဖာစာလေးအောင်နှူးရင်နှံ့ရင်အပြင်းပြေချိန်ဆွဲမေး၍ဒုံးတန်တိုင်းဝိကြည်ဝုတ်ကုံပြန်ဖြည့်ခြင်းမှရတော့အတိမျိုးမဟုတ် မတ္တီနဲ့ကျွန်တော်မှမြည်ခဲ့သူခင်မင်းရင်းနှီးခဲ့ကြသည်ကိုလွန်ခဲ့သောနေရချင်းတော်မတူကြီးစာပိုက်ကလေးတုန်းကပေါ်ပြခဲ့ပြီယခုထမှန်၍ဆိုရသောကျွန်တော်နှင့်အကြောင်းအားလျော်စွာတွေ့ဆုံခင်မင်းလာကြရသောမတ်ကြီးမြိုင်မတ္တီကြီးလှလှတန်းတန်းတို့လေးယောက်နဲ့မှကျွန်တော် မတ္တီကြီးကိုကျေးဇူးတင်လာပါတယ်မတ္တီကြီးဒီကျွန်တော်ဟာသူတို့လိုပြည်ထစာမှမျိုးဘယ်တော့မှမသွားလာရင်ဆုံးမစကားပြောကြခဲ့ပါတယ်သူတို့ကိုယ်ကာယကိုမြည်တို့မြည်ပုံပြုတ်လုထားတယ် ရင်သားပြောကြီးကိုခွန်းလို့ကြတော့မာကျောင်းအောင်ညစ်ကြီးများတုံလိမ့်ထားတယ်မိမိကိုဘောကလူကိုအကူရဲ့မောင်ရဲ့အဟိအဟိလုံနေရပြီမဲ့စိတ်ထဲကမြည်တို့သဘောထားကြောင်းစသည်တို့ပြောပြပါရယ်မတ္တီကြီးနဲ့ကျွန်တော်မှာတူးကိုတူးတန်သောမြစ်တာနဲ့ချစ်ခင်ကြတယ်သူ့ကိုကျွန်တော်ကဖာဟူ၍သဘောမထားကိုဘောနဲ့ကိုနေရတော့ချစ်ဆွေမတယောက်ဟူ၍လာယူဆတယ်အနုမို့ကြောင့်သူ့စီအိမ်မလာခြင်းကျွန်တော်လက်ဖက်ရည်ဆိုင်အလုပ်အားခြင်းတို့၌ တရီစာတစ်ခုခုဝယ်ကနှစ်ယောက်အတူနှိုက်စားရင်းစကားလက်ဆောင်ကြလိမ့်ရှိပါတယ်သူစီဧလာနဲလိရင်၎င်းကျွန်တော်လက်ဖက်ရင်ဆိုင်မယောင်းရပါလိမ့်၎င်းတူတူတူစိတ်မကောင်းဖြစ်နေကြတယ်အလင်းသင်း၍မိမိတို့၏နောင်ရင်းနှင့်ရှိရေးကိုပြောကြရနိုင်ကျွန်တော်မှမျော်လင့်ချက်ပန်းနိုင်ကြီးရှိသေး၍သူတွင်ဖာကောင်းတယောက်ဤဖာပိုင်ဘောကနေလမ်းဆုံးနေကြပြီတကားမတ်တင်ကြီးကိုကျွန်တော်လွမ်းစွန့်ပါတယ် မတင်ဒီမြို့ဝကျွန်းပေါ်ဒေသရှိမြို့ငယ်ကလေးတစ်ခုမှာရုပ်ရည်အတော်တန်ချောမောသောမိန်းကလေးဖြစ်ပါတယ်။ဖခင်မရှိ၍မိခင်မုတ်ဆိုးမှမောင်ကလေးတစ်ယောက်နဲ့လက်လုံလက်စားရကဖြစ်တယ်။ဆယ်ချောင်းနဲ့ရွယ်တွင်မိမိတို့မြို့ကန္နာပွဲရုံတွင်တဲခူသောရန်ကုန်ကကုံတယ်ကလေးမောင်ပါမြင့်နဲ့ချစ်ကြိုက်လေးတယ်။မောင်ပါမြင့်မှာအသက်20ကျော်ရုပ်ရည်ချောမော၍ရုပ်ရှင်မင်းသားကဲ့သို့စတိုင်ကောင်းလေတယ်။မတင်ကြီးမှာချစ်ဦးမှုယူမှုချစ်မိလေတယ်။ မောင်ဖားမြင်မှလည်းမက်ဒီယင်နဲ့ချင်းချိုင်မိကလေးကရန်ကုန်တော့မပြောင်းနိုင်တော့ပဲကုံဝေရန်ပါလာတော့ငွေတို့သုံးစားကနေလိတယ်နောက်ဆုံးနိုင်လက်ထက်ခွင့်ပြုရန်မက်ဒီယင်ကမိခင်ကိုနားဖောက်သည့်အထိဖြစ်လာတော့ဤမက်ဒီယင်မိခင်မှလည်းမောင်ဖားမြင်လိုမျိုးကြီးသားကြီးရက်ကိုသဘောမတူရန်အကြောင်းမရှိသို့သောမောင်ဖားမြင်မိဘကမိတို့ရှိကြုံမည်နီးဤပြဿနာကမောင်ဖားမြင်ကယူသားရှင်းလင်းစွာဖြေလိတယ်သူမိဘသည် ရန်ကုန်မြို့ကုံတယ်ပိုင်းထိပ်သီးတဲကဖြစ်၍မတ်တင်ကြီးလိုတောသူကိုဘလို့နီးနေမှသဘောတူလိမ့်မည်မဟုတ်ထို့ကြောင့်သူမိဘအသည်မပေးဘဲလက်ထက်လူချင်းဖြစ်တယ်ပြီးမှဒီပေးမယ်ဤခါ၌ကိစ္စမှာခီးလွန်ပြီးဖြစ်၍သဘောတူရန်အကြောင်းရှိတယ်ဆွေမျိုးများနဲ့ဝိုင်းဝန်းတောင်းပန်တိုးရှုံးမယ်ရင်းတို့မှမအောင်မြင်မဲ့နောက်ဆုံးအခြေအမွေပြက်ကြောညာသည့်အထိဖြစ်ပြီးအောင်တော့မိမိမှာအင်္ဂလိပ်စာ၁၀တန်းအောင်ပြီးဖြစ်၍ဘဝလန်ခီးကိုဘာမှပူစရာမရှိကြောင်း အီဂျီရီမက်ဒီယင်တို့ဘက်ကကြည်စံမောင်ပါမြင့်လို မြို့သားချောရင်ခေစင်တန်းပညာတတ်ကိုရနေပြီဘာရှုံးရှိတော်ရန်ဒီသူမိဘကသဘောတူကသမီးရွှေပုံပေါ်စံရတော့မယ်လူကြီးဆောင်ရနဲ့လက်ထက်လိုက်လေတော့တယ်တရင်တစ်ပတ်မြနေပြီးနောက်မက်ဒီယင်ကိုရန်ကုန်မြို့သို့ဟူခေါ်သွားလိုက်တယ်ဩငနီမောင်ပါမြင့်ဒီမက်ဒီယင်မိငင်ကိုရှ िख ိုးကယခုသူ့တွင်ရှိသောငွေမဇယိတာခြံ၍ကြံငွေတရအစိမ့်မြကိုအမေကြီးကကတော့ခဲ့လိုက်တယ် အမေကြီးမှသမီးကိုထဲလိုက်ရခြင်းနှင့်ဤလိုသမတ်အလိမ္မာမျိုးရခြင်းနှစ်ခုပေါင်း၍ဝန်းနေဝန်းသာဤဖြစ်ခါမျက်ရည်တောက်တောက်ကြလေတယ်။မောင်ပန်းချင်းကမငူမနဲ့မီးရဲ့ကျွန်တော်တို့ဟိုရောက်လို့မိဘကိုနှုတ်နဲ့ပြီးသဘောတူတဲ့အခါမှာလက်ထပ်ပြီးမင်္ဂလာဆောင်ရအောင်အမေကိုလူလွတ်ခေါ်လိုက်မယ်။โอ้บลูมาပြောမြအောင်ဆိုရင်တော့ကျွန်တော်တို့ဒီမျိုးကိုချက်ချင်းပြန်လာခဲ့မှာပဲအမေရဲ့။ကောင်းမလေးသားရဲ့အေးအေးအေးသွားကြသွားကြ လန်ခီးမှာခလုံးမထီစူးမညိပါစီနဲ့ကွယ်ဟုတ်ကဲ့အမေကြီးစူတောင်းနေတိုင်းပင်လန်ခီးမှာခလုံးမထီစူးမညိပါရန်ကုန်မြို့ကြီးသို့ချောမောစွာရောက်ကြပါတယ်သို့သောစိုက်ရောက်ပြီး၃ရက်မြောက်မှာစ၍မတ်တင်ကြီးမှာမျက်ရည်ဆက်လက်နဲ့ကြေးရတတ်တို့၏အသုံးတော်ခံကလေးဖြစ်ရလေတယ်ပဲ့နဲ့တော့မြန်လာကြည်လားကောင်းလေးမိပါနေသဘောမတူပဲချက်ချင်းကြီးခွဲပြလိုက်တာနဲ့လူမတမာရီနဲ့တွေ့လို့လားမဟုတ်ပါမဟုတ်ပါ ဒီကောင်လေးမှမိဘဆိုလို့မမေရရမရှိပါအင်္ဂလိပ်စာ၁၀တန်းဆိုတာလဲဝေးလို့သူ့နာမည်လည်းမောင်ပါမြင့်မဟုတ်ပါရန်ကုန်မြို့ထိပ်သီးလူမကြီးကြီးစားတဲ့ဘက်အောင်လာဖြစ်အောင်လာရေလုံးမှာတထေးတာဖြစ်နေလကောင်းရုံကခွင့်ယူလာတော့ဝင်ထောင်ဖြစ်နေလကောင်းကုံဝင်လာတော့ကုံတယ်ဖြစ်နေလကောင်းကြီးလက်ဒေသသူထွက်ခါမိန်းကလေးများကိုသွေးဆောင်ခုံငင်ရသည်ပြန်လာတော့အခါ၌ပန်းလာတော့မိန်းကလေးကိုသူ့ဆရာကြီးလက်တော့အဲ့ရတယ် ဆရာကြီးမှာရာဇဝတ်မှုတွေတိုင်းပြည်ပြည်တိကျူးလွန်နေသည့်ဖြစ်၍ဤပြစ်မှုတွေကလွတ်ရန်သက်ဆိုင်ရာအရာရှိကြီးငယ်တွေကိုများနဲ့လက်ထိုးရတယ်။ကဲမိတ်ဆွေမတ်တင်ကြီးလာရောက်ရာဘဝကိုသိရလိမ့်ပြီ။နာမည်ကျော်လူမကြီးလက်ထင်းမှာဤမိန်းကလေးမျိုးတွေအများကြီးရှိတယ်။သူ့လောက်မှာဖာကောင်းထိမ့်သိမ့်နဲ့နေရတယ်။ဆရာကြီးအမိန်ရအရာရှိကြီးငယ်တွေကိုအသုံးတော်ခံရတယ်။ဆရာကြီးဘန္နာတော်အတွက်ကြီးရက်တွေကိုအသုံးတော်ခံရတယ်။ မတည်ငြိမ်မှ6လမြမျက်ရည်ကျပြီးနောက်ရန်ကုန်လူမိုက်ကွန်ရက်မှာမလုံနိုင်သည့်အတူတူပူနေလို့လေအပူပဲဖြည့်ရဘွားမှာရင်စည်းခံတော့မည်ဟုအာတင်ပြစ်လိုက်ရလေတဲ့စိတ်အားကိုတင်း၍ရပါ၏သို့သောလူကိုယ်ကာယမှာသင်္ခါရသဘောတရားအရာတင်း၍မရကာမလောက်ကိုလည်းလူကိုယ်မှာလိုသည်ထက်လွန်ကဲ၍အသုံးဖြုံခံရသဖြင့်အကြမြန်လေတဲ့တနည်းရှိပြီဆိုရင်မဲထိုးလူမိုက်ကြီးလက်ထဲမှာ ဂုံတရေရှိအရာရှိကြီးတွေကိုအသုံးတော်ခံရ၎င်းငွေများများပေးနိုင်သောကြေးရက်တွေအကြိုက်ကိုဖြစ်ရ၎င်းမသိလျော်တော့သဖြင့်ဒုတိယရန်သာဖာကောင်းလက်ထက်သို့အယောင်ခံလိုက်ရလေတဲ့အီမစာပြီကမတည်ကြီးဘဝခီးစဉ်ကိုအကျယ်ဖော်ပြစရာမလိုတော့ပြီဒုတိယရန်မှာတတိယရန်တတိယရန်မှာသတုဋ္ဌာရန်စသဖြင့်နနန်းနတ်ဘုံအစဉ်စဉ်ကစင်လာမီကိုမိတ်ဆွေတိရှိပါကြပြီ။ ယခုချိန်ကိုမြာကြီးလက်ထဲရောက်နေ၍ကျွန်တော်နှင့်တည်ချမ်းရသောအခါကူကမိတ်ဆွေတဘောအရာသထမရမ်းမဲခေါ်ခေါ်အာထမရမ်းမဲခေါ်ခေါ်သို့သောရှိတထက်မက်ထရစ်ဆိုတော့ကမရှိနိုင်တော့ပါဘီသူ့ဘဝလည်းဆုံးခန်းတိုင်နေပါဘီအဆွန်ဆုံးသောနံပါတ်ကိုရောက်နေပါဘီယခုသူရောက်နေသောဌာနမှာဖာသိញ្ញန်းကုန်းဟုခေါ်ပါတယ်အီမတစင်ကကြံတော့တုတ်တန်ကြွားဖို့သာရှိပါတော့တယ်မိတ်ဆွေမှတ်မိလား ောင်ဖိုင်ကအိတ်ရတဲ့လဲနေတဲ့အသိန်းကလေးဆိုတာအေးမတင်ကြီးလဲတနေ့မှဒီလိုယောဂါနဲ့ဒီလိုပဲလဲမှာပဲဒီတော့ကိုမြာကြီးကလည်းအောင်ဖလိုပဲဟာကောင်မနင်းအနာကိုအောင်ခံစမ်းအဲ့တဲ့ဒီလာနေတော့နင်းအတန်မထွက်စီနဲ့လို့ပြောမှာပဲဒီကုန်းပေါ်လူတွေကဟေးမြာကြီးတင်ကြီးဘယ်နဲ့လဲဟေးလို့မေးအာတောက်ကမြင်းမှာတိမ်မှာပါပဲလို့ပြန်ပြောမှာပဲအီဖြီကိုကြောက်ရတော့မေးတဲ့လူကလည်းဝမ်းသာမှာပါပဲ ဤပြဿနာရောက်လာပြန်ပြီလူဒီမာဝဖဲ့ကြောင့်ဝန်တာပါသည်။ဤကံဆိုးမှမျိုးကလေးတွေဤဘဝဆိုးမျိုးကလွတ်သွားတာမို့လားမဟုတ်ပါ မဟုတ်ပါလုံးဝမဟုတ်ပါသူတို့ဒီသဘောတရားမျိုးနည်းနည်းမှထည့်ပြီးစဉ်းစားသည်မဟုတ်ပါသူတို့တို့အာဝါရီပွဲကြီးကျင်းပရမည်ဖြစ်သောကြောင့်ပါခမညာအသားကဖော်ပြခဲ့သည့်အတိုင်းညကပတ်စံအရာနှဲ၍ဖဲရှုံးလာသောကိုမြာကြီးကမတင်ကြီးကိုရိုက်နှက်သောနှင့်ညနေမှာပဲအသိငလေးသေဆုံးနေတယ် သူတို့အကုန်းတစ်ခုလုံးအုံအုံကျွတ်ဖြစ်လိမ့်ပြီလူနာမေးဆိုရွေးအရေးကြီးယူဘသူမှမလာခဲ့တော့ဖိုင်ဆုံးမှာလူတွေစီလိမ့်ပြီစေဘွားကကိုညီရန်ဆိုရွေးလုံးလုံးမစင်းစားခဲ့တော့လူနာဤမသားပွဲမှာတညဟုံ၅ချက်30ပေးရတော့အောင်လင်းတံမင်းကြီးတွေငှားလိမ့်ပြီအဘိအကြောင်ဟူမူကဖဲဝိုင်းများကျင်းပါရမည်ဖြစ်သောကြောင့်ဤထုခိကရန်ကုန်ထုံးစံကိုမိတ်ဆွေတီထားပါမသားဖြစ်ရင်9ရက်တိတိဖဲရိုက်နိုင်ခွင့်ရှိတယ်ကဲ ယခုညကစပြီးတကာလအောင်ဘအိမ်မှာဝိုင်းကြီးဝိုင်းကောင်းများလက်ခံရတော့မယ်အောင်ဘကန်ထသည်ဟုခေါ်ရမယ်အောင်ဘသာမဟုတ်ပါသူတို့အကုန်းတစ်ခုလုံးပါညဖဲရိုက်လာမိလူတွေအတွက်ချက်ရဲရောင်းသူများများအိုယူထားတယ်ဖာကောင်းဖာဆွဲတွေကတခြားကွက်ကဖာလီလိုပင်ဖြည့်စွက်ဖိတ်ခေါ်ထားတယ်ကျွန်တော်လဲယနေ့ညနေနိုကလာပြန်သွားမှအသိင်္ဂလီဆုံးနေဖြစ်၍နူအုံးကိုပါနေပဲများများထိုးရတော့တယ် ရင်းညာနိုင်မတ်တင်ကြီးတို့မကျင်မြိုင်တို့လှလှတို့တန်းတန်းတို့သည်အတော်ဟန်လီတယ်ဒါတောင်ပထမညမို့စိုင်းမပါသေးလို့ရဲဝေးလူ သိမ့်မကြပါနောက်တနေ့နန်းနန်းနိုင်ဤကုန်းအစုအုပ်အုပ်မှလူကြီးလုံးသူတို့သည်အရထဲထွက်ခါသူတို့ထုံးစံတိုင်းပတ်စံရှိသောအိမ်များကိုလိုက်၍အလူခံလီတယ်ကဲအရထဲတော့ဒီလိုဖြစ်ပြန်ပြီဆရာကြီးအိမ်ကဘယ်၍ဘယ်မြတော့ထဲ့ပါဒါမှဒီမသာချပြတော့မယ်စင်စစ်ဤခေဤခာဤနေရာတွင် မတာဖြစ်ပါကယရနာပင်ပေါချင်းဖြစ်တယ်။ဤလူခံသောလူစုမှာ အစဉ်သင့်နဲ့တခြားသေးကန်ဤလူနာတောင်ယူလာကမတာချပွဲကျင်းပသူများဖြစ်တယ်။ယင်းတို့လူခံရသောငွေနှင့်ဤဖားမတာကို ကနာပြင်းကြီးထိုးလိုက်သည်။ရန်ကုန်တွင်နမေကျော်စိန်တွဲစိန်နှွင့်ဆိုင်ဝိုင်းကိုဆိုင်ရန်ပေးခေါ်တယ်။ခေါင်းကိုအကျွေးယူကဖုန်ကြီးကျောင်းကမတာကရင်နှင့်အလောင်းကို ကြကြနာနာပြင်ဆင်တယ်။အနီလိုမတာတစ်ခုအရင်ပြု၍ကနာပြင်းမန်တန်ကြီးနှင့် အောင်လင်းတံမြင့်ကြီးတွေနဲ့စိန်စီရွှေချနဂါရုတ်တက်တဲ့ပတ်လုံးပတ်ဝိုင်းမောင်းဆိုင်အစုံနဲ့ဤခေဤခာဤနီယာဤဒေတာတွင်ဤတို့စုမိပြီဆိုတာကဤလူစုဖို့တွင်ယရနာမိုးတွန်းဖြိုးရွာချင်းပင်ဖြစ်ပေတော့တယ်။ညာချင်းဆိုင်းဝိုင်းကငញ្ញိုင်ဆိုင်ဆိုင်ကြီးလက်တံပြောင်းလိုက်တော့ဟာမသာပဲဟေးဆိုပြီးကြာရရက်ကလာလိုက်တဲ့ဖဲသမားတွေကနတ်ဖြင်းအောင်မှာကြိတ်ကြိတ်တိုးကြတော့တယ်။အเจ้าမှာဤခေဤခာသည် လာခသားများလူယိုးလူကောင်းများကြက်တဲ၍ကြိုးတခိုးလူလိန်လူလယ်များလက်ထဲတွင်ငွေကြွေးရွှင်သောကြောင့်ဒီထိန်ထိန်ကြီးနေသောအောင်လင်းဓမ္မီအောင်အောက်မှာပိုကာဝိုင်းကိုမီဝိုင်းဗန်လက်ဝိုင်းကတ်ဝိုင်းအောင်မနဲ့ဤမသာအမှုပြုသောလူတစုကအကောက်ကိုမလင်ဟင်းအောင်ဂိူးပူကြ၏အေးအေးအကောက်တော်မမှန်ဟင်းရကွာဒီကောင်မလေးမသာလှပသွားရအောင်ငါတို့ကစီမံရတာအခေါင်းဘိုးကပေးရအောင်မာတဲ့မသာမြင်းလေးကနဲ့ ဆိုင်ဝိုင်းကနဲ့ဓာမီဘိုးနဲ့ရက်လယ်စွန်းတွေ့ရအောင်မာနဲ့ဟုတ်ကဲ့သုံးစရာတွေအဝဝရှိပါတယ်သို့တော့မဘူးနဲ့ဖူလုံယုံမကနောက်ဆုံးတိုင်းမသားရှင်အောင်ပနဲ့အမှုပြုသည့်လူကြီးတစုပင်ရှယ်ယာခွဲယူရပါအောင်မယ်ခုနှစ်ရက်တိတိနေရောညမှာကစားဝိုင်းတွေဖွင့်ရတာနည်းသလားတဝိုင်းတဝိုင်းမှာအလောင်းစား1900ရှိတယ်1900ဆိုပေမဲ့ဂျပန်ငွေဖို့လကားပါဟုအထင်မသိနဲ့1943ခုနှစ်လဖက်ကြီးတစ်ခွတ်တမတ် ကိုဝါစီဂရက်20ဝင်တပုတစ်ချက်ဒီခါဖဲသမားတွေကလည်းဘလောက်ရရောပျော်ရွှင်ကြသနည်းမိမိအိမ်မှာဖဲတကျော်ထားပြီဆိုရင်ငွေ20မျိုးအစိမ်မျိုးစိုင်းဝိုင်းပြင့်ပြီးကကဲဟောရမှာဥအဝါကရွာသားနဲ့ဥစိန်တွေကိုစူတော်ငွေတဲ့ဗျာကဲဒီခါမှာနောက်ထပ်နှစ်ယောက်ကဝါလခုတ်ဟာပြင်းကြီးတွေနဲ့ထပြီးကျွန်တော်တို့ရွာသားကြီးဥစိန်နှွက်ကိုစုတော်ငွေချပေးတဲ့ဥဝါမှာယခုအခါအမျက်နဲ့ထတ်တိုးတော့လက်နဲ့ကိုကြီးဖြစ်လို့မို့ စားရတဲ့ဘိုးနိုင်ပါသေးဗျာဆိုပြီးငញ្ញိုင်ဆိုင်ဆိုင်ဆိုတိနဲ့စုချသူဥဝါကိုဂုံပြူနေတယ်ရင်ခါမှာဖဲသမားတွေကရက်ကလည်းမူးအလုံးမင်းဥမြူးလို့သူ့ထံကအပြိုင်နိုင်လျင်နိုင်သလိုစုငွေချပြီးစိုင်းဝင်းနဲ့မိမိနာမည်ကိုထုတ်ဖော်ခြင်းဂုံကိုခံယူလေတယ်စိုင်းဝင်းလာပြီးနားထောင်တဲ့လူတွေကပတ်စံလေးအနေချင်းနဲ့နဗီးကလာပွတ်တဲ့လူတွေကလည်းပျော်ရပြုံးပေါ်ဗျာမုံဟင်းကကြက်သားကျော် ငါကျော်လာရောက်နေဈေးတွေရလေးရှိသေးတယ်တကယ်ပွဲကြီးပွဲကောင်းပြီခင်ဗျာဤသူသုံးရမြောင်သောအခါမှာမသားကိုချပလိုက်တယ်နောက်ထပ်၄ရက်ဆက်၍ဝိတော်ကြီးကိုကျင်းပတယ်ခုနှစ်ရက်မြောက်နိုင်တပိတ်သွတ်တယ်တပိတ်သွတ်တော့သူတို့အင်မတန်ဝါသနာပါတယ်ပါမဘောဖုန်ကြီးစွန်းနှပွဲစာလောက်ပြင့်ပြီသူတို့အကုန်းတစ်ခုလုံးတယိုးယုံတအုံအုံနဲ့ထမင်းကောင်ဟင်းကောင်နဲ့စားရသကိုကဲအသိန်းလေးဇလန်းကတော့စုံငန်တိုင်သွားပြီ သူ့မသားကလေးကိုအကြောင်းယူပြီးမိသူတွေမိမြပျော်လိုက်ပါလိုက်စားလိုက်တောက်လိုက်ကြသည်။နောက်ဆုံးပိုင်းမှာဘုံကြီးများပင်ပါလာသည်ကိုမိတ်ဆွေသတိပြုပါ။ဤရသည်အသိကလေးရဲ့ခန္ဓာကိုယ်မြေတို့ချသောအစီအစဉ်များရှိသေးတယ်။သူ့ခန္ဓာကိုယ်တွင်သူ့ဝိညာဉ်နှင့်ကာမကိလေသာအသွေးသားတွေစုဖြုံနေစဉ်အချိန်များတုန်းကတွင်ကဘသူတွေဘလို့စားခဲ့ကြသနည်း။အသိကလေးနောက်ကျောင်းဇာလန်းကိုဖွင့်ရန်ရှိတယ်။သို့သောမလိုပါ ကျွန်တော်တို့တည်ပြီးဖြစ်သောမတ်တင်ကြီးဘဝလမ်းစဉ်ကိုအစားသွင်းခြင်းဖြင့်ကျွန်တော်တို့လူရာကိုရောက်နိုင်ပါတယ်။ကဲမတ်တင်ကြီးရဲ့လာရခီးကို ပြန်ကြည့်ရစို့။မောင်ပားမြင့်အမီခံအောင်လနဲ့ရန်ကုန်တို့ရောက်ပြီး၃ရက်မြောက်မှစ၍အရာရှိကြီးငယ်တို့နဲ့ကြီးရတ်တို့ဤအသုံးတော်ခံရတယ်။ဤနည်းဖြင့်လူမကြီးလက်ထဲမှာတစ်နှစ်ကျော်ကြာခဲ့တယ်။တစ်နှစ်မှ နားခဲ့ရသည်မဟုတ်။ထို့နောက်ဒုတိယတန်းစားဖာကောင်းလက်ထဲမှာဘုံဆင်းဆင်းစင်းငယ်က ယခုဖာသိញ្ញံကုံစံနတ်ထင်းကိုမြာကြီးလက်ထဲဒုတ်ဒုတ်တိဖာသက်ခုနှစ်နှစ်ရှိငယ်ကြည်ပြီဤခုနှစ်နှစ်မှာလူရန်စားမျိုးမျိုးရှိရအောင်မိကိုအကျင့်မြီများကာမဆန္ဒဖြောပြခဲ့ရပါသည်။မိများလောက်သောဖာကောင်းဖာဆွဲဖာကျုံတို့ထမင်းကြွေးခဲ့ပါသည်။တော့သူမိခင်ကြီးက16နှစ်တိတိကြွေးမွေးတုတ်တင်လွှတ်လိုက်တဲ့သူ့ခန္ဓာကိုယ်အသွေးသားကလေးတွေကိုဝိုင်းဝန်းပြီးစားလိုက်တောက်လိုက်ကြတာ။အခုခါမှာဆိုရင်ခက်ရရပဲကြံတော့တယ်။ နောက်များမကြာမီအသိန်းကလေးသွားရောင်လမ်းကိုလိုက်ရတော့မယ်။ဤခါတွင်ဤတင်းချိုင်းသားတွေသည် အသိန်းကလေးမသားမတော်ကကဲ့သို့ပင်တရိတ်ဆန်ထက်လိန်မာသောလူများပြီးပြီးရသည်များအခွင့်အရေးကိုလက်မလွတ်စေပဲတက်နိုင်သည်များစားလိုက်တော့လိုက်ပျော်လိုက်ပါလိုက်ကြအောင်မီဖြစ်ပါသည်။မတ္တင်ကြီးကိုကျွန်တော်လွမ်းပါတယ်။မတ္တင်ကြီးဒီ1946ခုနှစ်ကျွန်တော်ထက်ဗမာပြည်သို့ရောက်ခတ်အနှိမ့်စာရောက်တယ်။မတ္တင်ကြီးဒီတောမြို့လေးတစ်ခုမှရုပ်ရည်အတော်အတန်ချောမောလှပသော စင်းရဲသူကလေးဖြစ်ပါတယ်တော်ရဆွေဘဝထိုးထိုးစာအုပ်မှဝိထုတို့လေးဖြစ်ပါတယ်ဟုတ်ကဲ့ပြီးပါပြီခင်ဗျာအစားဆုံးနားဆင်ပေးကြတဲ့သူတယောက်ချင်းဒီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ